မကွေးတိုင်းဗရန်တက်နယ်တွင်ရှိနေကန်နီးမှပိတ်မိနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုစစ်ကူပေးဖို့စစ်ကြောင်းထိုးတက်လာတဲ့တပ်တွေတိုက်ခိုက်ခံလိုက်ရပါတယ်စစ်ကူတက်လာတဲ့စစ်ကြောင်းနှစ်ခုကိုအာရခတပ်တော် A ကအော်တိုဘားလ28ရက်နေ့မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကြောင်းလိုက်ပြုတ်ပြီးအမြောက်တပ်နှစ်ခုကနေလက်နက်ကြီးပစ်ကူတွေဇက်တိုက်ပစ်ကူပေးခဲ့ရတယ်လို့သိရပါတယ်အင်အား200လောက်ပါတဲ့စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားတာလို့သိရတယ် လမ်းဟောင်းဘက်ကတက်လာတာလက်နက်ကြီးပစ်ကူတွေစစ်တပ်ကဇက်တိုက်ပစ်ပေးခဲ့တယ်လို့စီရေးသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်နေကန်လမ်းဟောင်းနဲ့လမ်းသစ်တို့ကနေစစ်ကြောင်းနှစ်ကြောင်းခွဲပြီးစစ်ကူတက်လာတဲ့စစ်ကောင်မရှင်တပ်တွေကို AA တပ်ဖွဲ့တွေကဗစီကြီးကြီးရွာနီးမှာပိတ်ဆို့တိုက်ခိုက်ခဲ့တာပါစစ်ကောင်မရှင်တပ်ကတေဆုံးမှုတွေများတဲ့အတွက်အမြောက်စစ်စင်ဌာနချုပ်မဆခ935နဲ့ အမတ်တ439ကိုအတွင်းကနေလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ကူပေးခဲ့ရပါတယ်။အမြောက်တပ်935ကနေစစ်ကော်မရှင်စစ်ကူစစ်ကြောင်းတွေဟာဇင်ပြုံးဘက်ကိုနေစဉ်နှီးပါထွက်ခွာနေကတပ်ဖွဲ့ဝင်ချို935အတွင်းပြန်ဝင်နားချပြီးကျန်တဲ့တပ်ဖွဲ့တွေဗဒန်းတက်နယ်အတွင်းဖြန့်ခွဲနေရမှုတွေရှိတယ်လို့တပ်သတင်းရင်းမြစ်စီကသိရပါတယ်။စစ်ကော်မရှင်ဟာစုံကုန်းခြေဆိုင်မဆခ935ကနေချင်းလင်းစစ်ကြောင်းတွေအပြင်ဒရုန်းကင်းနောက်ပြန်တမ်းမှုတွေနဲ့ စာတက်ကူမင်းပြန်ကြီးရွာတွေတိုင်းတက်ပြန့်လှုပ်ရှားမှုတွေပြုလုပ်နေပါတယ်။အေးတက်ဖွဲ့တွေဟာနေကံပြူဟာရှိစစ်ကောင်မရှင်ရဲ့စခန်းများစုကိုတင်ပိုက်ထားပြီးအစိပ်ပိုင်းချို့တာတင်ပိုက်ဖို့ကြံရှိတော့တယ်လို့ပြီးခဲ့တဲ့အောက်တိုဘာ18ရက်မှာအေးကထုတ်ပြန်ထားပါတယ်။